မြန်မာတွေတော်တော်များများသုံးစွဲလာနေတဲ့ Starlink Internet အကြောင်းပါလာမယ့်တစ်နှစ်အတွင်းမှာအသစ်ထွက်လာမယ့် Starlink Version 3ကဒီ download မြန်နှုန်းဟာဆိုလို့ရှိရင်တစ်စက္ကန့်ကို1 terabyte ရှိမယ်လို့ကြေညာပါတယ် Internet လုပ်ငန်းရှင်ဒီကမ္ဘာအချမ်းသာဆုံးတထေးကြီး Elon Musk က Starlink Version 3ကိုလာမယ့်6လကနေ9လအတွင်းမှာဈေးကွက်တင်မယ်လို့ပြောလိုက်ပါတယ် Version 3ကိုသုံးစွဲဖို့အတွက်ဆက်အစ်စ်ကတော့ဝယ်ရဖို့ရှိနေပါတယ်ဆိုတော့ ော့ version 2မှာသုံးခဲ့တဲ့ဂျူရူတွေကကဘာကနေကီလိုမီတာ9000กว่าဝေးပြီးတော့အခု version 3ရဲ့ Agatha Station နဲ့ဒီအာဂျူရူတွေကတော့ကဘာကနေကီလို3500ပဲဝေးမယ်လို့ဆိုပါတယ်ဆက်သွယ်မှုအရေးအသွေးနဲ့ဒီတက်ဆိုင်နဲ့လှိုင်းအကျယ်ပေါ့เนาะဒီ bandwidth ကလည်းဒီအရင်ကထက်ဆယ်ဆပိုသွားမယ်လို့ဆိုပါတယ်။ဆက်သွယ်မှုစောင့်ဆိုင်းချိန်ကလည်း20မီလီစက္ကန့်အောက်ရော့ကျသွားမှာဖြစ်လို့ဒီ cable တွေနဲ့သုံးတဲ့ internet တွေလိုပဲစောင့်စရာမလိုတော့ဘူးလို့ဆိုပါတယ်။ American အစိုးရရဲ့ခွင့်ပြုချက်ရရင်တစ်နှစ်ကိုဂျူရူပေါင်း9000ကနေ10000ကျားလွတ်တင်သွားဖို့ရှိတယ်လို့လဲ Elon Musk ရဲ့ SpaceX ကုမ္ပဏီကပြောပါတယ်ရှင်။